ရန်လိုက်ကြိုက်ထားတယ်ဒီထဲမှာတစ်ဖက်သက်ကြိုက်ထားတယ်တစ်ဖက်သက်ဟုတ်တယ်အရန်ကိုကြည့်လို့ကြံအောင်နဲ့အရန်ကိုပြောကြံအောင်နဲ့အဲပြောမယ်ဆိုရင်အာမကွက်နေကြိုက်ထားတော့မပရက်ရှာမရှိအမလီတော့အဲလုံးဝအဲဘယ်လိုလုပ်ရှိရဲပေါ့အာ ဟိုဟာဘောအဲ့တုန်းကတော့အာပွင့်လင်းပြောရင် မပွင့်လို့ပဲတခြားလေးတို့စီစဉ်ပါတယ်အဲဆိုတော့ဒီလိုပါပဲဒီလိုပဲပြင်ဆင်ပြီးလိုက်တော့ဒီလိုမော်ဒယ်စလုပ်ကြတဲ့ရာ2016လောက်ကြတဲ့တငယ်ချင်းတွေဆိုတော့အဲ့လိုဒီမှာပော့ပါပါပဲ ဟုတ်ကဲ့အခုကလီးစက်ကလေးကနည်းနည်းတော့စပေါ်နေပြီသူကမြောက်ကိုပို့ချိုင်းနေတယ်ကလေးလေးမြောက်ကိုလမ်းလိုက်တော့ ်မြားကိုမြင်နေကြကိုကိုကိုလည်းကိုမြင်နေကြ character လေးမဟုတ်နေဘူးပြီးတော့အဲ့စမိတ်ကလည်းလီလီဘွားမှာဒါပထမဆုံးအဲ့ဒါညှက်ဖူးတဲ့သပင်ပုံစံလေးဆိုတော့အဲ့လိုသပင်ကလည်းအရှိကြီးပဲအဲ့သပင်လေးကိုလည်းပြန်လွမ်းနေဆိုတော့အဲ့ character လေးကိုလီလီလည်းကြိုက်တယ်သူလည်းအဲ့ဒါလေးကိုကြိုက်တယ်လို့ပြောတယ်ပလဲမြ ပလဲပေါ့အဲအာဒီ character လေးကိုမပွင့်လမ်းပြီးတော့ကန်လန်းတော့အရန်ကိုရင်ခုန်ခဲ့တယ်အဓိကလေးလေးအဲ့လိုအာ character နှစ်ခုပေါ့နော်ဒီအမွာဇက်ကလေးကိုအရန်တေးဥဆောင် ကြီးခဲ့တာဆိုတော့ဒါလေးလေးရဲ့တေးဥဆောင်ခြင်းနဲ့ဆန္ဒလေးပြည့်ခဲ့တဲ့ကားလေးတကားပေါ့နော်အဲ့မှာမှာအာဇက်ကလေးကိုဖတ်ကြည့်တော့အဲ ညာအချီအဲပြီးတော့သူကတည်ငိမ့်နဲ့အမျိုးသမီးပိုဆန်နဲ့အဲပလဲရကြတော့နည်းနည်းလေးထက်မြက်တယ်အဲပြီးတော့သူကနိုင်ငံခြားမှာအနေများတဲ့ အဲအမျိုးသမီးလေးပေါ့ဆိုတော့အဲ့နှစ်ယောက်ကိုတော့လီလီရအောင်တော့အဲအဲ့အချိန်ကလည်းလီလီဂျပန်နဲ့ပြန်လာပြီးအဲ့လိုစမိတ်တွေညှက်ထားတဲ့အချိန်ပေါ့နော်အဲဆိုတော့လီလီအဲ့တကယ်လီလီရဲ့အမတ်တရားလေးလည်းဖြစ်သွားအောင်လီလီအဲ့စမိတ်လေးနဲ့အဲအကြီးလေးကိုလီလီဖန်တီးလိုက်တယ်အဲအငယ်ကိုကြတော့အဲ့စမိတ်ကိုရအောင်ဖြောက်ဖြောက်ပြီးတော့လီလီပလဲအနေနဲ့ရအောင်အဲဒါကတော့အဲအဝတ်စားစီရင်မှုအပြင်အဆင်လေးပေါ့နော်အရန်ကိုကြည့်လို့ရအောင်နဲ့အရန်ကိုပြောရအောင်နဲ့အဲတော့မှဆိုရင်အာ 我过年家都不相信。<laughs> <laughs> ဟွာဟွာဘောအဲ့တုန်းကတော့အပွင့်လင်းပြောရင် မပွင့်လို့ပဲတခြားလေးတို့စီစဉ်ပါတယ်အဲဆိုတော့ဒီလိုပါပဲဒီလိုပဲပြင်ဆင်ပြရလိုက်တော့ဘယ်နဲ့ကြတဲ့ငယ်ချင်းငယ်ချင်းနေအလီတို့ဟိုအရင်ကတည်းကသူနေကတော့ဒီလိုအဇလန်းတွဲတွေရုပ်ရှင်တွေမစုံမှုသေးဘူးအဒါပေမဲ့လီတို့ဒါအကျညာတွေပေါ့ကျညာတွေတော်တော်များသူနဲ့လီလီနဲ့စုံမှုတယ်နောက်တစ်ခုကအပြင်မှာဟိုးအရင်အရင်ကတည်းကအဲလီလိုမော်ဒယ်စလုပ်ကတည်းက2016လောက်ကတည်းကတငယ်ချင်းနေဆိုတော့အဲ့လို ဒီမှာပော့ပါပါပဲဟုတ်ကဲ့ဟုတ်ပုံမှန်လေးပိုင်နဲ့ဘာလေးပြောလိုက်တာလဲဟမ်ရက်တူပဲလို့ပြောလိုက်တာလားမဟုတ်ဘူးတူတူတောက်ကြမယ်လို့ချိန်နေကြတာကဲမစုံနာကြလို့တူတူတောက်ကြမယ်ဆိုတော့နေကြတာအော်ဟိုဟာเออเออเออเนี่ยโหโหเตเนี่ยตรงอ่ะตะคอกส่งผิดเลยเอ่อส่งผิดพี่รอลีรู้เอ่อฉิ้งท่าล่ะลีอ่ะไม่ตุ้ยผิดတော့อ่าไดเมนเซมมาตุ้ยเนี่ยตัวอะลาบาตาลาบาเจอเนี่ยโหอัลกาเบดิโห အဲအဲ့လိုပေါ့အဲအဲ့လိုပေါ့လေလေးလေးမျိုးကိုလည်းတတ်လို့ရတယ်အဲပလေးကအဲ့လိုနည်းနည်းထက်မြက်တဲ့အလျောက်နည်းနည်းလေးကလတ်တက်ရှိတဲ့သဘောလေးပေါ့လေဆိုတော့အဲအဲ့ဒီသဘောလေးပါအဲဆိုသူအဲ့ဒါကိုသူလက်မခံချင်ဘူးပလဲရဲ့ character ပုံစံလေးကိုအားကြောင့်မလို့သူကလဲကလဲတောင်ဖြစ်ပြီးပလဲကိုပလဲကိုသူခါခါတီးတီးလေးဖြစ်တဲ့သဘောပေါ့နော်ဒါပေမဲ့ပလဲကလည်းမရမကအဲ့လိုလိုက်ကြိုက်တယ်ပေါ့အရန်လိုက်ကြိုက်ထားတယ်ဒီထဲမှာတစ်ခါတစ်ခါတစ်ခါကြိုက်ထားတယ် တဖတ်သက်ဟုတ်တယ်ရိုမန်ရိုမန်ရိုမန်ကိုမှအဲ့လိုသုံးဘွဲ့ဆိုင်အချစ်ဇလန်လေးပေါ့သုံးဘွဲ့ဆိုင်ဆိုတဲ့နေရာမှာလီလီယာတော့အဲ့လိုအသေးအတန်လေးပေါ့ပလဲရအသေးအတန်လေးပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ခဏတော့ तू အဲ့ဒါလည်းပြောတယ်လီလီကိုဘာလို့အရက်ကြီးအရင်မြင်နေခါတော့ဘုနဲ့စီလာလို့ဟာလို့ဆိုအာမြင်တယ်လီလီယာဟိုကငါ့ပေကိုခွဲရှိတာဟုတ်လီလီအရက်ကမင်းသားတွေရိုက်ဖို့တော့လည်းရှားမယ်တဲ့နော် အဆင်ပြေတာအဲအဆင်ပြေမလားဆိုတော့ character တွေပေါ်ပဲ mood ဒီမယ်ထင်တယ်အာနောက်တစ်ခုကဟိုဟာလီလီကတော့ဒီရုပ်ရှင်တို့ဇလန်းတွဲတို့ရိုက်ကူးတဲ့အချိန်မှာတော့လီလီလုံးဝဖနက်အပားကိုပဲလီလီစီးတယ်အာအမြဲတမ်းလီလီမှာအဲ့လိုဖနက်ကိုနှစ်မျိုးလီလီစီစံသွားရတယ်အာတကယ်လို့ကိုတယောက်တည်းရိုက်တယ်ကိုတယောက်တည်းဟိုမှာအလှကက်ကလေးဆိုရင်တော့လီလီတောက်ဖနက်လေးနဲ့ရအောင်တော့ဟိုကိုလည်းလှကျင်တယ်လေနော်အဲ့လိုမျိုးလေးလုပ်တယ်ဒါပေမဲ့အာဒီ အဲ့လိုခဏကပြောလို့ပေါ့ကိုနဲ့တွဲဖက်တရုတ်ဆောင်အောင်မဲ့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပဲပေါ့နော်လီလီကအရက်ကနည်းနည်းရှည်နေတော့အဲ့ကြရင်တော့ဖက်နဲ့အပါလေးနဲ့အဲတရုတ်ဆောင်ရတာတူတူလေးဘယ်သူ့ချက်မှာလဲတူတူလေးချက်မယ်ပေါ့လေတယောက်တော့သူ့ကိုပေါ့အလဲမလို့မဟုတ်ဘူးအဲ့ဒါတော့အခြေကြီးချက်ပြီးသွားရင်နော်ဆိုတော့ဟုတ်ဟုတ်သူရောဒါဘာရီမတ်ပေးတာရှိတယ်အာလီလို့အာ အခုကလီးဆက်ကလေးကနည်းနည်းတော့စပေါ်နေပြီသူကမြားကိုပို့ချင်နေတယ်အာမြားကဒီမှာအခုဒီနေ့ပြသွားတဲ့ဟာတော့နေတယ်ပေါ့နော်အာဆိုတော့မြားကလီလီလေးမြားကိုတကယ်တော့လေဒီထဲမှာ ပလဲရပို့ပြီးတော့တခြားလောက်ထားရတဲ့အချိန်တွေအများကြီးပေးထားရတယ်လီလီအိုက်တင်တွေကအစအကုန်ဒါပေမဲ့မြဟိုမြဟကိုမြင်နေကြကိုကိုကိုလည်းကိုမြင်နေကြကာရိုက်တာလေးမဟုတ်နေဘူးပြီးတော့အဲ့စမိတ်ကလည်းလီလီဘွားမှာဒါပထမဆုံးအဲ့ဒါညှက်ဖူးတဲ့ဇပင်ပုံစံလေးဆိုတော့အဲ့လိုဇပင်ကလည်းအရှိကြီးပဲဒီဇပင်အရှိကလီလီမန်းလေးကနေစပြီးတော့ဒီရန်ကုန်ဒီနှစ်ဟောက်16ပေါ့နော်အဲ့ဒီအချိန်ရန်ကုန်လာမယ်ဆိုတော့ အဲ့စပင်ကအဲ့လောက်လောက်ရှိရလေလေးစပင်လေးခါးထိရှိတယ်ပေါ့နော်ဒီခါးအကြော်ထိရှိတယ်ဆိုတော့အဲ့စပင်လေးကိုလည်းပြန်လွမ်းနေဆိုတော့အဲ့ character လေးကိုလီလီလေးကြိုက်တယ်သူလည်းအဲ့ဒါလေးကိုကြိုက်တယ်လို့ပြောတယ်ဖြစ်သူကမြအောင်ပုံရွေးလိုက်တာပေါ့ပေါ့လီလီကိုရွေးပေါ့လီလီကိုမိမတာအဲ့လိုဖြစ်သွားရတယ်နော်အဲ့လိုလည်းမဟုတ်နေပါဘူးတို့ကိုရွေးခဲ့တာပါဘယ်လိုတို့